။စာပေရှိသူများအားလုံးပဲမင်္ဂလာပါ။အပိုင်း၈အနေနဲ့မျှဝေလို့သော အတွေ့များ ဆိုတဲ့စာအုပ်လေးကို မျှဝေပေးပါမယ်။ပျော်ချွင်မှုရချင်ရင်ပျော်ရွှင်မှု happiness ဆိုတာဘာလဲလို့မေးရင်အတိတ်ပဲမျိုးမျိုးဖွင့်ပြီးဖြေကြမှာပါ။ပျော်ရွှင်မှုကိုလိုချင်သလားလို့မေးရင်လူတိုင်းဒီပါးကလိုချင်တာပေါ့လို့တင်ရင်တညွတ်တည်းဖြေကြမှာပါ။ ပြုတ်ချွေမှုရအောင်ဘယ်လိုလုပ်ရမလဲဒီမေကွန်းကိုတော့အတူစဉ်းစားပြီးမှဖြေကြမယ်လို့ထင်ပါတယ်ဟိုတယ်ကြီးတစ်ခုမှာဟိုပြိုဝဲလေးတစ်ခုလုပ်ပါတယ်တက်ရောက်နားထောင်သူ လူ90လောက်ရှိပါတယ်ဟိုပြိုတဲ့သူကဟိုပြိုဝဲလေးမစခင်လဲမှာအဲ့ဒီလူတွေကိုပူပေါင်းတစ်ယောက်တစ်လုံးစီ ဝေပင်းလိုက်ပါတယ်ပြီးတော့အဲ့ဒီပူပေါင်းတွေပေါ်မှာ သူတို့နာမည်တွေကိုစာလုံးအကြီးကြီးနဲ့ရေးခိုင်းလိုက်ပါတယ်။ဟောပြောတဲ့သူက ပူပေါင်းတွေကိုအနားမှာရှိတဲ့ခမ်းမကြီးတစ်ခုထဲမှာသွားထည့်ထားလိုက်ပါတယ်။ပြီးတော့သူကလူတွေကိုခမ်းမကြီးတွေဝင်ပြီးကိုနာမည်ပါတဲ့ပူပေါင်းကိုအမြန်ဆုံးရှာဖို့ပြောလိုက်ပါတယ်။အရှင်၅မိနစ်ပေးမယ်တဲ့။တွေ့တဲ့လူဟာအဲ့ဒီပူပေါင်းကိုယူပြီး ခုနေရာကိုပြန်လာခဲ့ပါလို့ပြောလိုက်ပါတယ်လူတွေဘာလို့ကြတယ်လဲခင်ဗျားတို့ထင်တဲ့အတိုင်းပဲခမ်းမကြီးတဲမှာအလူရဲ့ပြေးဝင်သွားကြပါတယ်တယောက်နဲ့တယောက်တွန်းထော်ပြီးသူတို့နာမည်ပါတဲ့ပုဖောင်းကိုရှာကြပါတယ်အချိန်၅မိနစ်ဆစ်သွားပါပြီတယောက်မှသူ့နာမည်ပါတဲ့ပုဖောင်းကိုမရခဲကြပါဘူးအခုဟောပြသူကထပ်ပြောပါတယ်ဒီတခါခမ်းမကြီးတဲရောက်ရောက်ချင်း အနည်းဆုံးပူပေါင်းကို ကောက်ကင်လိုက်ပါပြီးရင်အဲ့ဒီပူပေါင်းပေါ်မှာရေးထားတဲ့နာမည်ကိုအိုခေါ်လိုက်ပါနာမည်ပိုင်ရှင်ရောက်လာရင် သူ့ကိုပူပေါင်းကိုပေးလိုက်ပါတဲ့လူတွေလည်းသူပြောတဲ့အတိုင်းတရားနဲ့တရားနာမည်တွေခေါ်ပြီးပေးကြပါတယ်တမတ်ရှင်9မိနစ်အတွင်းမှာပဲလူအားလုံးဟာ သူတို့နာမည်ရေးထားတဲ့ပူပေါင်းကိုစီရပ်သွားကြပါတယ်ဟောပြောတဲ့လူက လူတွေဟာပြိုချွင်မုံရဖို့ကြိုးစားနေကြပါတယ်ကိုနာမည်ပါတဲ့ဘောလုံးကိုအသေးအံရှာတလို့ပဲပေါ့မတွေ့ဘူးမဟုတ်လားဘယ်တွေ့ပါမလဲပြိုချွင်မုံဆိုတာကိုစီမမမရှိတာသူများစီမပဲရှိနေပါတယ်ကိုစီကဘူဟောင်းကို နာမည်ပိုင်ရှင်ကိုပေးလိုက်ရင်ကိုစီလည်းကိုနာမည်ပါတဲ့ဘူဟောင်းရောက်လာပါလိမ့်မယ်ပြိုချွင်မုံဆိုတာလည်းဒီအတိုင်းပါပဲ သူများကို ပြိုရွှင်မှုပစ်လိုက်ရင်ကိုယ့်စီကိုပြိုရွှင်မှုရောက်လာပါလိမ့်မယ်။လမ်းဘေးမှာထိုင်ပြီးတောင်းစားနေတဲ့အသက်80 80အရွယ်အဘွားကြီးတယောက်ကို တွေ့လိုက်ပါတယ်။အမေရှင်ကိုရှင်းစားပြီးတနာလို့လက်ဖက်ရည်တောက်မဲ့တထောင်တန်ငွေစက်ကူတူရက်ကိုအဘွားကြီးလက်ထက်ကိုထိပစ်လိုက်ပါတယ်။တနေ့စားထမင်းဝေစားဖို့ရလိုက်လို့ဝန်တာသွားတဲ့အဘွားကြီးရဲ့ဘုံကြီးပါစေ တတ်ရှိပါစေဆိုတဲ့မေတ္တာပို့တန်လေးဟာရင်ထဲမှာကျေနူးသွားစေပါတယ်တနည်းလုံးစိတ်ချမ်းသာသွားပါတယ်ဖျားဝဲတစ်ခုမှာအယုတ်ရောင်းတဲ့ဆိုင်မှာရှိတ်ဆွေးထားတဲ့မင်းသမီးအယုတ်လေးတစ်ခုကိုတော်ကြကြငေးကျင့်နေတဲ့ကလေးမလေးတစ်ယောက်ကိုတွေ့မိပါတယ်ဝတ်ထားတဲ့အဝတ်အစားကိုခြေပြီးအတူကိုဆင်းရဲတဲ့ကလေးမို့အဲ့ဒီအယုတ်ကိုဝယ်စရာပိတ်ဆံမရှိဘူးဆိုတာသိတာပါတယ် ဲ့ဒီမင်းသမီးအယောက်ကိုဆိုင်းရှင်စီကဈေးမင်းပြီးဝယ်လိုက်ပါတယ်ဈေးမကြည့်လှပါဘူးအဲ့ဒီအယောက်ကလေးကို ကလေးမလေးရဲ့လက်သေးကိုထိပေးလိုက်ပါတယ်ကလေးမလေးဟာယေရှုတင်ပါလေလို့မပြောတတ်ရှာပါဘူးဒါပေမဲ့အံ့ဩမှုဝမ်းသာမှုတွေပါတယ်မျက်ရည်အဝိုင်းသားနဲ့မွတ်ကျစ်လိုက်တဲ့ကလေးမလေးရဲ့အကြည့်ဟာယေရှုတင်လိုက်တာဥယေလို့ပြောနေတယ်လို့ပါပဲ ကလင်းမလေးပြောသွားတာကိုကြည်ပြီးရင်ထဲမှာကြည်နုံပီတိဖြစ်သွားပါတယ်ပြိုရွှင်မှုငုံငွေထုတ်ပိတ်ရှာနေစရာမလိုပါဘူးတန်နိုင်တာလေးပိတ်ကက်မယ်တန်နိုင်တာလေးကုညီမေးဆိုရင်ပြိုချွင်မှုလေးတွေရောက်လာပါလိမ့်မယ်အယူသားရှိပြီးအပေးမရှိသူတွေအတွက်ကတော့ပြိုရွှင်မှုဟာ အဝေးတနေရာမှာပဲရှောင်ပုံးနေပါလိမ့်မယ်လောကကြီးကိုအယောင်ဆွနေသူ င်နာနဲ့မှရှာတွေ့တဲ့ပုံပြင်လင်းတစ်ခုပါကြိတ်လွန်းလို့မျှဝေပစ်လိုက်ပါတယ်တန်းကြွေတထေကြီးတရားဟာမျက်စိနာဖြစ်နေပါတယ်ပိတ်ဆံတိုင်နိုင်သူ ဖြစ်လို့အကောင်းဆုံးမျက်စိထုကုဆရာဝန်ကြီးတွေနဲ့ကြားကြည့်ပါတယ်ဆရာဝန်ကြီးတွေပေးတဲ့စာစေလိမ့်စေးတွေနဲ့ကုပင်မဲ့လေသူမျက်စိနာတာဟာမပြောက်လို့အတိုးလေစိတ်မချမ်းမသာဖြစ်နေပါတယ်ဒီနေ့တော့ ူတပည့်တွေကစေကုတက်တဲ့ရေသေးကြီးတစ်ပါးကိုတထေးကြီးစီကိုပင့်လာခဲ့ပါတယ်။ရေသေးကြီးဟာမျက်စိနာတဲ့လူနာတွေကုရမှာကုသမြလူအတော်များများပျောက်တယ်လို့နာမည်ကြီးနေပါတယ်။ရေသေးကြီးကတထေးကြီးရဲ့မျက်လုံးကိုစစ်ကြည့်ပြီးတော့ဆေးအညွန်းတစ်မျိုးပေးခဲ့ပါတယ်။ဆေးညွန်းကတော့အထူးအဆန်းပါပဲ။တထေးကြီးဟာတပတ်တိတိသူမျက်စိနဲ့ကျင်းမိသမျှအရာမှန်သမျှဟာ အစင်းရောင်ပဲဖြစ်ရမယ်။တခြားဘင်းရောင်ကမှမကျင်းမင်းစေရဘူးတဲ့။တထဲကြီးရဲ့တပည့်တွေကလည်းဆေးတုပ်တဲ့အဖွဲတဖွဲကိုငားလိုက်ပြီးတအိမ်လုံးမှာရှိသမျှပရိဘောဂါတွေတထဲကြီးရဲ့အတုံးဆောင်မှန်သမျှတွေကိုအစင်းရောင်တုတ်ခိုင်းပါတယ်။ဒါတင်မကသေးပါဘူး။တထဲကြီးပဒင်းပေါက်ကကြည့်ရင်မြင်နိုင်တဲ့သစ်ပင်တွေပန်းမင်အားလုံးကိုအစင်းရောင်တုတ်လိုက်ကြပါတယ်။ ။တပတ်လောက်ကြာတော့တထေးကြီးအင်ကိုရသေးကြီးပြန်ရောက်လာပါတယ်။တထေးကြီးရဲ့မျက်စိအခြေအနေကိုလာစုံစမ်းတာပါ။ရသေးကြီးလည်းအိမ်သေးဝင်ရောတထေးတပည့်တွေကရသေးကြီးကိုဘိုးကိုဆေးအစိမ်းရောင်တွေလောင်းချလိုက်ပါတယ်။ဘာလို့လဲဆိုတော့ရသေးကြီးတင်ငန်းရဲ့ရှားညိုရောင်ကိုတထေးကြီးမြင်သွားမှဆိုလိုပါ။ရသေးကြီးကလည်းတထေးကြီးကိုရင်မောပြီးခုလိုပြောလိုက်ပါတယ်။ တခါကြီးရေဘာလို့များပိတ်ဆံတွေအကောင်ကြခံပြီး ရှိသည်များပစ္စည်းတွေကိုဆေးအစိမ့်တွေတုတ်ထားရတာလေတလောကလုံးကိုအစိမ့်ချင်မဲ့အစားမြေမှန်အစိမ့်တလက်လောက်ဝတ်တက်လိုက်ရင်ပြီးတာပါပဲကွတဲ့ကျွန်တော်တို့လေလောကကြီးမှာမြင်နေသမျှကို ကိုလိုရှင်နဲ့အယောင်ဆိုးချင်ကြပါတယ်သာသမိန်ကိုကိုလိုရှင်နဲ့ပုံစံတွင်းချင်ကြပါတယ်ပဝန်းကျင်ကိုလေကိုဖြစ်ရှင်နဲ့ပုံစံရအောင် ကြိုးစားနေကြပါတယ်။လောရှင်နာဖြစ်မလာရင်စိတ်တော်လာကြပါတယ်။ဒေါသထွက်ကြပါတယ်။နောက်ဆုံးဘာမှလုံးမရတဲ့အရာဒီဥရုကိုတောင်အပြစ်တင်နေမိကြပါတယ်။တကယ်လို့သာအရာရာကိုမေတ္တာတရားဆိုတဲ့မျက်မှန်တက်ပြီးစိတ်တက်နေခြင်းမေဆိုရင်လောကကြီးတစ်ခုလုံးငြိမ်းချမ်းသာယာနေတာကိုခံစားမိမှာပါ ပဝန်းကျင်ကိုမပြင်ခင် မိမိကိုယ်ကို အရင်ပြင်ဖို့လိုပါတယ်။လောကကြီးကိုကူညီပေးသူဒီပုံရင်လေးကအများဖတ်ဖို့ကြမှာပါ။ Chicken soft for the soft ဆိုတဲ့မှာလေ ပုံစံတစ်မျိုးနဲ့ရေးသားထားပါတယ်။လူတယောက်ဟာ ပင်လယ်ကမ်းခြေတစ်ခုမှာလမ်းလျှောက်ရင်းနဲ့ကလေးလေးတယောက်ဟာ ပင်လယ်ရေလှိုင်းပေါက်ခံမှုကြောင့်ကမ်းဆက်မှာတင်ကြံခဲ့ပါတယ်။ ရေလက်ဝါအကောင်လေးတွေကိုကောက်ယူပြီးရေတွေပြန်ပြစ်ရှနေတာကိုတွေ့ရပါတယ်။သူကကလေးကိုမေးပါတယ်။ဘာလို့ရေလက်ဝါလေးတွေကိုရေတွေပြန်ပြစ်ရှနေရတာလဲလို့ကလေးကရေလက်ဝါလေးတွေကမ်းပေါ်မှာတည်သွားမှာဆိုလို့အသက်ရှင်ရေတွေပြန်ရှပင်းနေတာပါတဲ့။ဒီတော့သူကဒီကမ်းခြေတစ်လျှောက်မှာတင်ကြံနေတဲ့ရေလက်ဝါပေါင်းထောင်ပေါင်းရှိရှိနေတာမို့ မင်းကင်လို့လဲဘာထုမာလဲကွာလို့ပြောလိုက်ပါတယ်ကလေးဟာရေလဝါတကောင်ကိုကောက်ယူပြီးရေသေးကို ပြစ်ရှာရင် ခုလိုပြောလိုက်ပါတယ်ဟုတ်ကဲ့ပါဦးကျွန်တော်ရေလဝါအားလုံးကိုမခင်နိုင်ပါဘူးဒါပေမဲ့အခုတကောင်ရဲ့အသက်ကတော့ဆက်လက်အသက်ရှင်နိုင်သွားပါပြီတဲ့ဒီပုံမြင်လေးကကျွန်တော်တို့ကိုဘာသင်ခန်းစာပေးလိုက်တယ်လဲကဘာပေါ်မှာဆင်းရဲဒုက္ခရောက်နေကြသူတွေ တန်ပေါင်းများစွာရှိနေကြပါတယ်။သူတို့အားလုံးကိုဒုက္ခဆင်းရဲတွင်ကနေကေတင်ဖို့သင်ပါမှမတတ်နိုင်ပါဘူး။ဒါပေမဲ့မိမိနဲ့အနိုင်မှရှိနေတဲ့ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေရောက်ကို ကုညီလိုက်လို့သူ့ဘဝမှာအနေငယ်လေးအစဉ်ပြေးသွားခြင်းမယ်ဆိုရင်လေသင်လောကကြီးကို တန်နိုင်သလောက်ကုညီနေတာနဲ့အတူတူပါပဲ။အတူယူစရာကောင်းတာလေးကဒီကလေးဟာ ူအတိစိတ်နဲ့သူလှုပ်သွားတာပါဘသူရှိကျမှုကိုမှခံယူရှင်လို့မဟုတ်ပါဘူးဆိုတာပါပဲတစ်ဖက်သားကို နားလည်အောင်အရင်လှုပ်ပါစတီဗင်ခေါ်ဘေးရဲ့နာမည်ကြီးစာအုပ်တော်ဖြစ်တဲ့ Seven Habits of Healthy Effective People စာအုပ်ထဲမှာ Seek First to Understand ဆိုတဲ့အခန်းအခန်းပါပါတယ်သူကဗာရေးထားတယ်လို့ဆိုတော့မိမိအကြောင်းကိုတစ်ဖက်သားသိအောင်အရင်ပြောတာထက် တစ်ဖက်သားအကြောင်းကိုအရင်သိအောင်ကြိုးစားပါတဲ့လူတစ်ယောက်နဲ့တစ်ယောက်ပေါင်းတင်ဆက်ဆံရမှာအစဉ်ပြေဖို့အကြံပေးရှင်းပြထားတာပါဒီအကြောင်းလေးကိုဖယင်းအရင်ကအဖြစ်ပြက်လေးတစ်ခုကိုတတိရမိပါတယ်ကျွန်တော်နဲ့အတိုးလေးခင်မင်းနဲ့အလင်မယားနှစ်ယောက်ရှိပါတယ်ယောက်ျားဖြစ်သူက သူ့မိန်းမဟာအင်းအသုံးစိရွှေတာလွန်းလို့သူထမင်းဟင်းကောင်းကောင်းမစားရဘူးအဝတ်အစားအစ်စ်ဝေဖို့လေး မိမကအမေကန့်ကွက်လို့အဝက်အဟောင်းအနွန်းလေးတွေပဲဝတ်နေရတယ်လို့အမေပြောလို့ရှိပါတယ်။ဒါတော့အတော့ခင်မင်းနေတာမို့လို့သူ့မိမကိုအာမနာပဲပုံမှန်လင်းလင်းမဲလိုက်ပါတယ်။ခမယောက်ျားကအခုလိုပြောနေတယ်။ဟုတ်တလားပေါ့။သူ့မိမကလည်းဟုတ်တယ်လို့ဖြေပါတယ်။ဘာကြောင့်လဲလို့ဆက်မေတော့သူ့မိမကအခုလိုချင်းပြပါတယ်။သူမရဲ့မိဘတွေကသူမငငယ်တုန်းက လင်ရောမရရောရတဲ့ဝင်ငွေတွေကိုမစုမဆောင်ပဲသုံးလိုက်ကြတာနောက်ဆုံးသူမအဖေအလုတ်ပြုတ်တော့စားစရာပိတ်ဆံတော့မရှိကြတော့ပဲလင်မရလဲကွဲသွားကြတယ်တဲ့အဲ့ဒီတော့အဖြစ်မျိုးမရောက်ရအောင်လို့ပိတ်ဆံကိုချစ်ကုတ်စုနေတာပါတဲ့ဒီအကြောင်းကိုသူယောက်ျားကိုပြန်ပြောလိုက်တော့သူလည်းနားလေသဘောပေါက်သွားပြီးသူ့မိန်းမကို သူ့မိန်းမကိုအရင်ကတည်းကပိုချစ်သွားပါတယ် သူတို့ဇနီးမောင်နှံရဲ့အိမ်တော်ရဲကလေယနေ့ထီတတရာရှမ်းမြစ်နေစေပါတကယ်လို့သာကျွန်တော်ကြားဝင်မမေးခဲ့ရင်သူတို့အိမ်တော်ရဲဟာတာယာမယ်မထင်ပါဘူးပျော်ကွေးရှင်လင်းပျော်ကွေးသွားနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့လင်မယားဟာသူတို့ရဲ့ခံစားချက်တွေကိုတယောက်နဲ့တယောက်သိအောင်မကြိုးစားခဲ့လို့ပါဒါကြောင့်လင်မယားတိုင်းဟာတယောက်ရဲ့ခံစားချက်ကို တယောက်နဲ့တယောက်ပုံမှန်လင်းလင်းတိုင်ပင်အတိပေးဖို့နားလေအောင်စ조사ကြဖို့အရေးကြီးလာပါတယ်။အောင်မြင်မှုတောင်ထိုက်လူနေရဟာတောင်ထိုက်တစ်ခုဘောကိုတက်ဖို့တိုးအုပ်တစ်ခုကိုဖြတ်တန်းနေကြပါတယ်။ပထမလူကခုလိုပြောလိုက်ပါတယ်။ဒီနေရာလေးဟာအလွန်တရားတဲ့နေရာလို့လူတွေပြောကြတယ်။ဒါပေမဲ့ငါတွေ့နေတာကတစ်ပင်တွေခြုံတွေကြီးပဲ။ ငါနောက်ကြောင်းပြန်လေးရှင်ပြီကွာဒုတိယလူကပြန်ပြောပါတယ်မင်းကတာယာတဲ့နေရာရဲ့အလင်မှာရောက်နေလို့မမြင်တာပါမင်းတောင်ပေါ်ကိုရောက်ပြီးအပိုစည်းကနေပြန်ကြည့်လိုက်ပါဘလောက်တာယာဒီဆိုတာကိုသိပါလိမ့်မယ်လူတွေဟာစီမားရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်ဒီမှန်းချက်ထားတဲ့ကိစ္စတစ်ခုအတွက်ကြိုးစားနေချိန်မှာအခက်အခဲတွေ စိတ်ဆင်းရဲစရာတွေနဲ့ကြုံတွေ့ရမှာဓမ္မတာပါတချို့ဆိုရင်ဓာတွေကိုစိတ်ပြက်လက်လျှော့အရှုံးပင်းလိုက်ကြပါတယ်တချို့ကတော့သူတို့မျောမှန်းထားတဲ့ပန်းတန်ရောက်သွားရင်ခက်ခဲတွေကြားမှာကြိုးစားရုန်းကန်ခရတာတွေဟာသူတို့ဘဝမှာကြည်နှုံးစရာအမှတ်တရလေးတွေဖြစ်လာကြမယ်လို့သိထားကြပါတယ်အဲ့ဒီလူမျိုးဟာဇွဲမလျှော်ပဲဆက်လက်ကြိုးစားရင်းနဲ့ နောက်ဆုံးမှာအောင်မြင်မှုရသွားကြပါတယ်။စာမတော်ပေမဲ့ဘဝမှာအောင်မြင်ကြသူများကျောင်းမှာတော့ကစာညံ့ပေမဲ့ဘဝမှာအောင်မြင်ကြီးပွားနေသူတွေကိုတတိပြုမင်းပါရဲ့လား။ဘာကြောင့်ဆိုတာရော တွေးမင်းပါရဲ့လား။ကျောင်းမှာသင်ပေးတာတွေကအချက်အလက်တွေဖြစ်ပါတယ်။အဲ့ဒီအချက်အလက်တွေကိုကျန်နိုင်မှတ်နိုင်သူဟာကျောင်းစာမှာတော်ကြပါတယ်။စာညံ့သူတွေကတော့ အဲ့ဒီအချက်လက်တွေကိုမကြက်ရှင်မမှတ်ရှင်ကြပါဘူးအဲ့ဒီအချက်လက်တွေဟာသူတို့အတွက်စိတ်ဝင်စားစရာကောင်းလေလို့မထင်ကြလို့ပါ big gate state job မဇူကဘတ်တို့ဟာတက္ကသိုလ်မှာစာသင်ရတာကိုစိတ်မဝင်စားတော့လို့ကြောင်းထွက်လိုက်ကြပါတယ်တခြားကြတော့လေအဲ့ဒီအချက်လက်တွေကိုစက်မှတ်နိုင်တဲ့မှတ်ဉာဏ်ရင်းနိုင်ပါကြပါတယ်ဒါပေမဲ့ ငတုံးငအတွေတော့မဟုတ်ကြပါဘူးကပ္ပကျော်သိပ္ပံပညာရှင်ကြီးအယ်ဘတ်အိုင်းစတိုင်ဟာကျောင်းမှာစာမလိုက်နိုင်လို့ကျောင်းထုတ်ခံခဲ့ရပါတယ်နောက်ပြီးသူတို့ဟာလွတ်လွတ်လပ်လပ်တွေးရှင်တဲ့စိတ်ကူးစိတ်တန်ရှိကြပါတယ်ကျောင်းမှာစီးနဲ့ကန်းနဲ့စာလုပ်ရတာကိုမကြိတ်ကြပါဘူးစာတော်သူတွေဟာကျောင်းစာတော်လို့အလုပ်တွေရကြပါတယ်။စာညံ့သူတွေကတော့အတိတ်ကရလက်မကောင်းခဲ့တော့ အလောက်ကောင်းကောင်းမရကြပါဘူးဒီတော့သူတို့ဟာအနာဂတ်ကိုမျှော်မှန်းပြီးကြိုးစားကြလို့ဘဝမှာအောင်မြင် ကြီးပွားကြပါလေမအောင်မြင်မကြီးပွားသူတွေကတော့တိတ်ကရလန်လေးမကောင်းခဲ့ဘူးအနာဂတ်ကောင်းစားဖို့လေပိစုံပန်ကာလမှာကြိုးပမ်းအားထုတ်ခြင်းမရှိကြပါဘူးကြောက်စိတ်ကိုဘလို့ဖြောက်မလဲစာအုပ်တုံးမှာဖတ်ဖူးပါတယ်အမေရိကန်အာဂါသရင်မုန်းတွေကိုဒုံးပြန်တဲ့အာဂါသချင်းမလွတ်ခင် မဖြစ်မနေကျင်းပတဲ့လက်ကျင်းမှုတစ်ခုကတော့ကြောက်စိတ်မရှိအောင်လက်ကျင်းပေးခြင်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲလူဆိုတာကြောက်စိတ်ဝင်လာရင်ခေါင်းထဲမှာပူထူနေပြီး အမားအမန်ကို ဝေခွေးမသိမြင်နိုင်တော့ပါဘူး။အမားအယွင်းတွေလုံးမင်းတက်ပါတယ်။သွေးယူသွေးတန်းနဲ့မလုံတင်တာတွေကိုလုံးတက်ပါတယ်။ကဘာကြီးနဲ့မိုင်ပေါင်းသိန်းသောင်းရှိဝဲတဲ့အာဂါလအထက်မှာရောက်နေတဲ့အာဂါလရင်ထဲကရင်မှုန်းတယောက်ဟာ ကြောက်စဲဝင်လာလို့အမားအယွင်းတွေလုံးမိမယ်။စက်ခလုတ်တွေမှားနိုင်မိမယ်ဆိုရင်ဘာဖြစ်သွားမလဲ။အာဂါဒယင်ဟာဥတည်ရှက်ဖြစ်တဲ့လကဘာသို့မဟုတ် သွားချင်တဲ့ဂျောဘောမရောက်ပဲတခြားဂျောတစ်ခုခုစီရောက်သွားနိုင်တယ်လို့ကိမေသူကိမေနေတဲ့အာဂါဒဟင်းလင်းပြင်ကြီးထဲမှာအမြဲတမ်းလေပတ်နေပါလိမ့်မယ်။ဒါမှမဟုတ်အာဂါဒယင်မင်းလောင်ပောက်ကွေးပျက်စီးသွားပါလိမ့်မယ်။ အမေရိကန်ဒုံးပြန်လွှတ်တင်တဲ့ NASA အဖွဲ့ကြီးဟာငွေတန်းပေါင်းများစွာအချိန်တွေကုန်ခံတိဆောက်ထားတဲ့အာဂါဒဒုံးပြန်ယင်တစ်ခုကို ကြောက်တက်တဲ့အာဂါဒယင်မုန်းတယောက်ရဲ့အလက်ထဲဘေးလွေလွေနဲ့အပ်ပေးပါမလဲ။ဒါကြောင့်အာဂါဒယင်မုန်းတွေကိုကြောက်စိတ်ကင်းအောင်လေ့ကျင့်ပေးပါတယ်။ဘလို့လေ့ကျင့်ပေးတယ်လဲ။ဒုံးပြန်ယင်ဟာအာဂါဒထဲရောက်သွားရင် ဖြစ်နိုင်တဲ့အခြေအနေတွေဖန်တီးပြီး အဲ့ဒီအချိန်မှာရင်မုံအနေနဲ့မလုပ်ရမလဲဆိုတာပြပေးပါတယ်ဥပမာဒုံပြန်ရင်မှာအပူရှင်တက်လာနေရင်မလုပ်ရမလဲဘေကလောက်ကိုနှိပ်အဲ့ဒါဆိုအေးပေးနိုင်တဲ့ပန်ကားတွေစလဲပြီးအပူရှင်ကြသွားလိမ့်မယ်ရင်ခန်းတွေမှာမင်းလောင်ရင်မင်းသက်ဆေးဘူးပြမှာရှိတယ်အဲ့ဒီမင်းသက်ဆေးဘူးနဲ့ဘလို့ငိမ့်ရမယ်မင်းလောင်သွားတဲ့ဝန်ရာကြောတွေကိုဘလို့ပြန်ဆက်ပေးရမယ်စသဖြင့်ပေါ့ ျင်ပဲတာတစ်ချိန်တစ်ချိန်မဟုတ်ပါဘူးအချိန်ပေါင်းရရှိကျင်ပဲတာပါ နောက်ဆုံးရင်မုံဟာလုံးဝစဉ်းစားစရာမလိုတော့ပဲသူ့စိတ်ထဲကအလိုအလျောက်တွေးအေးအေးနဲ့လှုပ်သွားနိုင်တဲ့အထိကျင်ပဲပါတယ်အဲ့နေတော့ရုပ်တရက်နှောလိုက်ပြီးစိုးစိုးကကျင်ထားတာတွေကိုမစဉ်းစားပဲလက်ကအလိုအလျောက်လှုပ်တက်သွားတဲ့အထိကျင်ရပါတယ်ဘလို့အချိန်နဲ့ပဲကြုံကြုံဖြစ်ရှင်းနိုင်ပြီဖြစ်တဲ့အတွက်အာဃာတရင်မုံဟာကြောက်စိတ်ရှိပါအောင်မလား လူတွေမှာဘာလို့ကြောက်စိတ်ဝင်လာတာလဲရင်ဆိုင်ရမယ့်အရာကိုမသိလို့ကြုံတွေ့ရမယ့်အခြေအနေမရင်နှင်းမကျွမ်းဝင်သေးလို့ကြောက်တာပါဥပမာပြောရရင်မသွားဖို့တဲ့လန်ခီးတစ်ခုကို သွားရမယ်လန်ခီးမှာဘာဖြစ်မည်ဆိုတာမသိလို့ကြောက်တာပါသွားနေကြလန်ခီးကို ကြတော့မကြောက်တော့ပါဘူးဘာလို့လဲအဲ့ဒီလန်ခီးကိုကျွမ်းကျင်သွားလို့ပေါ့ထော်နီးတူပဲနိုင်ငံခြားမှာအလုပ်သွားလုံးမဲ့သူ အလုပ်ခွင့်အစ်စ်ဝင်မဲ့လူတယောက်ဟာ နိုင်ငံသားမှာအလောက်ခွင်အစ်မဘာပြဿနာတွေနဲ့ရင်ဆိုင်ရမလဲဆိုပြီးကြောက်နေတက်ပါတယ်အခြေအနေတစ်ခုကို ကြောက်နေရင်ကြောက်စိတ်ဖြောက်ဖို့အာဃာတရင်မှုကိုလစ်ကျင့်ပစ်သလိုအဲ့ဒီအခြေအနေနဲ့ရင်းနှီးကျွမ်းဝင်အောင်လုပ်ပေးရပါမယ်ဥမာတစ်ခုပြောရရင်စေတန်းကျောင်းသားတယောက်ဟာ စေတန်းစာမေးဝေးကြီးကိုကြောက်နေတယ်သူဟာစာတွေကိုပိုင်အောင်ချက်ထားပေမဲ့ကြောက်နေတာဘာကြောင့်လဲ ။စာမဲဘွေမှာအမှားအယွန်းရွှတ်ချိုပြီးမပြေနိုင်မှကို ကြောက်နေတာပါ။အဲ့ဒါဆိုရင်စာမဲဘွေနဲ့ကျွမ်းဝင်အောင်လှုပ်ထားဖို့လိုပါတယ်။ဘလို့ကျွမ်းဝင်အောင်လှုပ်ရမလဲ။စာမဲဘွေနီးတာနဲ့အရင်ပြီးခဲ့တဲ့နှစ်တွေက မေကွန်ဟောင်းတွေကိုအခန်းတစ်ခုထဲမှာ တကက်စာမဲဘွေဖြစ်သလိုသတ်မှတ်တဲ့အချိန်အတွင်းဖြစ်နိုင်အောင်လစ်ကျင်းဖို့ပါပဲ။တစ်ချိန်စီချိန်မဟုတ်ပါဘူး။အကျဉ်းရရှိလက်ကျင့်ထားမယ်ဆိုရင် တကယ်စာမေးပွဲလေးဖြစ်ရောကြောက်စိတ်ဆိုတာမရှိတော့ပါဘူးစိုးရင်ပူပန်မှုမရှိတော့ပါဘူးစိတ်လှုပ်ရှားမှုမဖြစ်တော့ပါဘူးအဲ့ဒီတော့ခေါင်းအေးအေးထားပြီးစာမေးပွဲကို အကောင်းဆုံးဖြစ်သွားနိုင်သွားမှာပါပြောချင်တာကကြောက်စိတ်ကို အချင်းချင်းလစ်ကျင့်ပေးခြင်းနဲ့ဖျောက်လို့ရတယ်ဆိုတာပါပြက်တနာကို ပြက်တနာလိုပဲမြင်ပါ ခေါင်းစဉ်ကလည်းဘလို့ကြီးလဲကွာ ပြက်တနာရောပြက်တနာလို့မမြင်လို့ဘာကြီးလို့မြင်ရမှာလဲလို့အမေးချင်ကြပါလိမ့်မယ်ပြက်တနာရောပြက်တနာလို့မမြင်တတ်ကြလို့ရေးပြလိုက်တာပါဆိတ်လျှောက်အရာစုနှစ်လောက်ကဂျပန်ဆာမွန်ရိုင်းသမားမူဆာဟိုင်းဟာသူကိုစင်ကိုလာတဲ့ဒါသမားတိုင်းသမားတွေအားလုံးကိုလက်နဲ့မဲ့အနိုင်ယူခဲ့လို့အလွန်ထင်ရှားကြော်ကြားခဲ့ပါတယ်သူအသက်ကြီးသွားတဲ့အခါသူရေးတဲ့စာအုပ်မှာ သူရဲ့ပြိုင်ဘက်ကိုအနိုင်ရခဲ့ခြင်းရဲ့ချွတ်ချက်တွေကိုရေးပြခဲ့ပါတယ်။သူဟာရှင်ပြိုင်တက်ပြီဆိုတာနဲ့အဖက်သားဟာဘာကောင်းလဲနာမည်ကြီးတိုင်းသမားလားလူကောင်းကြီးသလားသေးသလားစတာတွေကိုလုံးဝမတွေးတော့ပါဘူး။တစ်ဖက်သားရဲ့လန်ဟာငါရင်ဝါကိုတိတိထိုးလိုက်သလားတစ်ဖက်သားရဲ့ဓာဟာငါကောင်းကိုခောက်လိုက်သလား။သူခုံလိုက်တဲ့ခြေထောက်ဟာငါညာဘက်နန်းဆောင်ကိုကန်လိုက်သလား။ ူဒါတွေပဲစဉ်းစားပြီးအဲ့ဒီတိတ်ကွက်တွေကိုဘလို့ခြေဖြတ်ပြီးဘလို့တံပြန် တိတ်မလဲပဲစဉ်းစားတယ်တဲ့သဘောကတပွဲမှာတစ်ဖက်သားရဲ့တိတ်ကွက်ကလွင်ရင်ဘာမှမစဉ်းစားဘူးဒီသဘောပါပဲပြဿနာတစ်ခုဖြစ်လာရင် ပြဿနာကိုပဲဖြေချင်းဖို့စဉ်းစားပါပြဿနာနဲ့မဆိုင်တာတွေကိုမတွေးမိဖို့လိုပါတယ်ဥပမာတစ်ခုပြောပါမယ်စင်ကာပူကယွန်းတယုံမှာ အလုတ်လုပ်နေတဲ့မြန်မာမိကလေးတယောက်ကို တနေ့မှသူ့အလုတ်ရှင်စာလုံးတယောက်ကဆွလိုက်ပါတယ်အဲ့ဒီကောင်မလေးလှုပ်ပေးလိုက်တဲ့စင်မှနေလို့နောင်ကိုတေချာကယူစိတ်တွက်ပါလို့ပြောလိုက်ပါတယ်ဆူပြီးတာနဲ့အဲ့ဒီမိကလေးဟာစဉ်းစားပါတော့တယ်ဒီ boss ဟာ လူမျိုးရဲ့သိခွေးရှားတယ်ငါတို့မြန်မာဆိုရင်အရန်နှင်ရှင်တယ်အဲ့လေငါတို့နိုင်ငံကလည်းစင်းရဲတော့အနှိမ်ခံရတာပေါ့ငါတို့နိုင်ငံဟာ အရင်တရှင်ကအစ်တောင်အားရှမှာအချမ်းသာဆုံးနိုင်ငံဆိုတာ तू မသိဘူးချင်တယ်။ဒင်းတော့ကနိုင်ငံချမ်းသာတွေဆိုပြီးကြွားနေတာတကယ်တမ်းတော့တယင်ဇာရမပြောနဲ့ရေတောင်ဝေတောက်နေရတဲ့နိုင်ငံကများငါတို့နိုင်ငံဒီမိုကရေစီရရင်နင်တို့နိုင်ငံကလူတွေကိုငါတို့စီမှာ ပြန်ခိုင်းစမယ်စသဖြင့်တွေးမိနေပါတယ်။အလုတ်ဆင်းလို့အင်းအပြန်လမ်းမှာယထာစီရင်လဲဒါပဲဆက်တွေးနေပါတယ်။ညာအိယာဝင်တို့လေဒီအကြောင်းတွေပဲခေါင်းထဲမှာ တရည်ဝဲဝဲပုံနေခဲ့ပါတယ်ဒီကောင်မလေးတယောက်စိတ်ချမ်းသာပါအောင်မလားတကယ်တော့ပြဿနာကဘာလဲသူစီရင်တွက်တာမှားသွားတယ်မှားလို့သူ့ boss ကဆိုတယ်နောင်မမအောင်ဂယုစိတ်ဖို့ပြောတယ်ချင်းချင်းလဲပါပဲပြဿနာကိုဖြေရှင်းဖို့ကဒါမျိုးနောက်ထပ်မမှားအောင်ဂယုစိတ်ဆင်ခြင်လိုက်ရင် ပြီးတော့ရမယ်ကိစ္စပါဒါပေမဲ့ခန်းစားချက်တွေထည့်ပြီးစဉ်းစားလိုက်တော့ ပြဒနာရဲ့အရင်အမြစ်ကိုမမြင်တော့ပါဘူးပြဒနာနဲ့မဆိုင်တာတွေဘက်အတွင်းနေရှိသွားပြီးတွေးရင်းနဲ့စိတ်မရှမ်းမသာတွေဖြစ်ရပါတယ်ဒါကြောင့်ပြဒနာတစ်ခုကြုံလာရင်ပြဒနာတသက်ကိုပဲကြည်ပြီးဖြည့်ချင်းဖို့အဖြစ်ရှာပါပြဒနာတဲ့ကြုံလွန်ပြီးမစင်းစားပါနဲ့ပြဒနာနဲ့မဆိုင်တဲ့ခံစားချက်အတွေးတွေကိုကောင်းသေးကိုအဝင်မခံပါနဲ့ဒါဆိုရင်စိတ်ချမ်းသာပြီးပြဒနာတိုင်းကို ောင်းအေးအေးနဲ့ဖြည့်ရှင်းသွားနိုင်ပါလိမ့်မယ်။အမိတ်သိန်းကားနဲ့တူတို့လူများအင်တာနက်မှာဖမ်းမိလိုက်တဲ့မှတ်သားစရာ စာလေးတစ်ပုဒ်ပါ။ကျွန်တော်ဒီနေ့ကလေဆက်ကို သွားဖို့တက္ကစီတစီးငှားပြီးတက်စီလိုက်ပါတယ်။တက္ကစီဟာလန်ဒနေရာကိုရောက်တော့အမေရောင်ကားတစီးဟာလမ်းကြားထဲကရုတ်တရက်ထွက်လာလို့တက္ကစီသမားလေးသူ့ကားကို ကမန်းကရန်ဘရိတ်အုပ်ပြီး လမ်းမအလေကိုဆွေးရှာလိုက်ရပါတယ်။နောက်ကလာတဲ့ကားနဲ့တိတ်မိမလို့ပဲပွက်ကတီးကလွတ်သွားပါတယ်။တကယ်တော့လမ်းကြားတွေကထွက်လာတဲ့ကားအမဲဟာ လမ်းမတန်းမှာမောင်းနေတဲ့ကျွန်တော်စီးတဲ့တက္ကစီကားကိုဦးစားပေးရမှာပါ။ကားအမဲမောင်းသူကမတောင်းပန်တဲ့အပြင်ကျွန်တော်တက္ကစီသမားကိုမျက်စိမပါဘူးလားတေသွားရှင်လို့လားလို့အိုငေါက်ပြီးဆေးသွားပါသေးတယ်။ကျွန်တော်တက္ကစီသမားကဘာပြန်လို့တလဲ။ ဟိုလူကိုပြုံးပြပြီးလက်ပြနှုတ်ဆက်လိုက်ပါသေးတယ်။ကျွန်တော်လည်းသူ့အပြုတ်မုံကိုနားမလည်လို့မဲလိုက်ပါတယ်။ကားဆရာခမရဘာဖြစ်လို့လက်ပြနှုတ်ဆက်လိုက်တာလဲဗျာ။ဟိုလူလှုပ်လိုက်တာခမရကားလေးပြက်စီသွားနိုင်တယ်။ကျွန်တော်တို့လည်းဆင်းရုံရောက်သွားနိုင်တယ်မဟုတ်လား။တက္ကစီသမားကကျွန်တော်ကိုအခုလိုအေးအေးဆေးဆေးနဲ့ပြန်ပြောပါတယ်။တချို့လူတွေဟာ အမိတ်သိမ်းကားတွေလိုပါပဲ။တစ်နေ့လုံးသူတို့ရဲ့မကျင်တဲ့တာတွေစိတ်ညစ်တာတွေ ဒေါသတွေစိတ်ပြတ်မှုတွေကို စုသိမ်းထားပြီးပွင့်အံထွက်ခါနိုင်ကြရင်တွန်ရှားဖို့နေရာတနေရာလူတယောက်ကိုရှာတော့တာပါပဲတွေ့တာနဲ့အဲ့ဒီဟာတွေကို သူ့အဖို့တွန်ရှားတော့မယ်လေစိုးစိုးကငါအဖို့တွန်ရှားဖို့လောက်တာပါစိုးစိုးကငါအဖို့တွန်ရှားဖို့လောက်တာလေငါအဖို့တွန်ရှားမခံနိုင်လို့သူလိုချင်တဲ့သူလိုချင်တဲ့တွန့်ပြန်မှုမပေးလိုက်တာပဲတဲ့ကောင်းလိုက်တဲ့အယူဆလေးပါ တင်ဘဝမှာဒီလိုအမိတ်သိန်းကားနဲ့တူတဲ့လူနဲ့ကျွန်လာရင်ဘာလုပ်မလဲစိုးစိုးကတက္ကစီသမားလိုပြန်မတုံ့ပြန်တာအကောင်းဆုံးပါ ချိုချိုသားသားပြောရင်ပြောဒါမှမဟုတ်စကားအဖက်လုပ်ပြောမနေပဲရှောင်ထွက်သွားလိုက်ဖို့ပါပဲဒလုံးမမဟုတ်ပဲအဲ့ဒီလူရဲ့ဒေါသစိတ်ဆိုးစကားတွေကို နားထောင်မင်းပြီး ကိုယ်စီမာလေးဒေါသထွက်လာမယ်စိတ်တော်လာမယ်စိတ်မချမ်းမသာဖြစ်လာတော့မယ်အဲ့ဓာတွေဟာတစ်ဖက်သားကတွန်ပစ်လိုက်တဲ့အမိတ်တွေ ကိုယ့်အပေါ်ကြလာတာနဲ့အတူတူပါပဲ။ဒါကြောင့်စိတ်ချမ်းချမ်းသာသာနေခြင်းရင်အမိတ်သိမ်းကားလိုလူတွေကိုဝေးဝေးကရှောင်ကြဉ်ပါ။သူတို့တွန်ချလိုက်တဲ့အမိတ်တွေကိုလေလက်မခံမိပါစေနဲ့။မိမိကိုယ်တိုင်လေးအမိတ်သိမ်းကားမဖြစ်ပါစေနဲ့။နောက်သတိထားစရာလေးတစ်ခုကတော့ Facebook ပေါ်မှာနေ့စဉ်တွန်ချနေတဲ့အမိတ်တွေလေးအများကြီးပါ။တင့်အပေါ်မကြမိပါစေနဲ့။ ချက်ခဲလေးနှလုံးပုံပြင်းအိန္ဒိယနိုင်ငံကရွာလေးတရွာမှာဒေသမကြီးတရဟာမျိုးစဘာဝေဖို့ပိတ်ဆံမရှိလို့ရွာတွေကငွေတိုးရှင်းစားတဲ့လူတယောက်စီကပိတ်ဆံရှင်းကားပြီးလေစိုက်ပါတယ်စဘာရိတ်သိမ်းရှင်ရောက်တော့မောကြည့်ပြီးသူ့လေဟာရေတွေဖုံးလွန်ပျက်စီးသွားလို့အကျွေးပြန်မဆက်နိုင်တော့ပါဘူးငွေချေးပေးသူက လေသမားကြီးကို တရားဆွေးပြီး ထောင်ချအောင်လုပ်မယ်လို့ချိန်ချောက်ပါတယ်တကယ်လို့လေသမားကြီးရဲ့ရုပ်ရည်ရှုံးမလှပါတဲ့သမင်းပြော်လေးကို သူနဲ့လက်ထပ်ခွင့်ပေးရင်တော့တရားမဆွဲတော့ပဲလေသမားကြီးရဲ့အကျွေးကိုရုပ်ပေးမယ်လို့ကန့်လှမ်းပါတယ်ငွေရှိသူဟာအသက်ကြီးကြီးရုပ်ဆိုးဆိုးလူကြီးမို့လေသမားကြီးရောသူ့သမင်းကားပါသဘောမတူဘူးလို့အတင်းညင်းကြပါတယ်ဒီတော့ငွေရှိပေးသူက လေသမားကြီးကို အလောင်းစားတစ်ခုလှုပ်ဖို့အစော်ပြုပါတယ်သူက ကြာခဲအမေတလုံးနဲ့ကြာခဲအဖြူတလုံးကိုအိတ်လေးတစ်ခုချင်းမှာချစ်ထားပါတယ်။လေသမားကြီးရဲ့သမင်းကိုအဲ့ဒီအိတ်သေးကကြာခဲတလုံးကိုနှိပ်ယူခိုင်းမယ်။ကောင်မလေးနှိပ်ယူလိုက်တာကြာခဲအမေဆိုရင် သူလက်ထက်ရမယ်။အကျွေးတွေကိုရိုပစ်လိုက်မယ်။တကယ်လို့ကောင်မလေးဟာကြာခဲအဖြူကိုနှိပ်မိရင်တော့သူနဲ့လက်ထက်စရာမလိုတော့ဘူး။အကျွေးတွေလည်းရိုပစ်မယ်ပေါ့။အဲ့ဒီအကြံလက်မခံရင်တော့ ေသမားကြီးကို တရားစွဲထောင်ရမယ်လို့အကြက်ကင်တာကြောင့်လေသမားကြီးတို့သားအဖလေးမတက်တာပဲသဘောတူလိုက်ကြရပါတယ်။ဒါနဲ့ကကြစ်စိတ်ရှိတဲ့ငွေချေးသူဟာသူ့ပေါင်းပြီးအိတ်သေးကအဝက်အိတ်အမဲလေးတစ်ခုကိုထုတ်လိုက်ပြီးသူတို့ရက်နေတဲ့နေရာနာကကြောက်ခေးပုံသေးကကြောက်ခေးတလုံးကိုကောက်ယူပြီးအိတ်လေးသေးကိုထိလိုက်ပါတယ်။ဒီလူကြီးကြောက်ခေးအမဲနှလုံးကိုရွေပြီးကောက်ထည့်လိုက်တာကို မျက်စိလျင်တဲ့ကောင်မလေးကမြင်လိုက်ပါတယ်။ဒါပေမဲ့ဘာမှမပြောဘဲငြိမ်နေလိုက်ပါတယ်။အခုငွေချေးတဲ့လူကြီးကကောင်မလေးကိုအိတ်သေးကကြောက်ခဲတလုံးကိုနှိပ်ယူဖို့ပြောလိုက်ပါတယ်။ဒီနေရာမှာတင်သာကောင်မလေးနေရာမှာဆိုရင်မလုပ်မလဲ။ရှင်ဟာလူလိန်လူညစ်ကြီးဆိုပြီးကြောက်ခဲကိုမနှိပ်ဘူးလို့ငင်းလိုက်မလား။အဲ့ဒါဆိုရင်သူ့အဖေထောင်ကျသွားမှာပေါ့။ကဲ အဲ့ဒီတဲကကြောက်ခဲတလုံးကိုနှိပ်ယူလိုက်ပြီဆိုရင်လေကြောက်ခဲအမေဖြစ်မှာတေချာနေပြီကြောက်ခဲအမေဆိုတာနဲ့ဒီလူရုပ်မာကြီးကိုလက်ထက်ရတော့မယ်အကြံရတော်တော်ကြက်တဲ့သဘောပါဒါပေမဲ့ကောင်းမလေးဟာအဲ့ဒီတဲကကြောက်ခဲတလုံးကိုအေးအေးဆေးဆေးပဲနှိပ်ယူလိုက်ပါတယ်ကြောက်ခဲဘာယုံဆိုတာလက်ဖြန့်မကျရခင်လဲမှာ ကြောက်ခဲဟာကောင်းမလေးလက်ထဲကလွတ်ကြပြီးကြောက်ပုံကြားတဲ့ရောက်သွားလို့ ဘာအယောင်ဆိုတာဘသူမှမသိလိုက်ကြပါဘူး။ကောင်မလေးကချက်ရှင်းပဲအခုလိုပြောလိုက်ပါတယ်။ကျမကလေပေါ်ဆလိုက်တာရှင်။ဒီကြောက်ကလေးတစ်လုံးတောင်မြေအောင်မကင်နိုင်ဘူး။ဒါပေမဲ့ကိစ္စမရှိပါဘူးလေ။အဲ့ဒီမှာကြံနေတဲ့ကြောက်ကလေးကိုထုတ်ကြည့်လိုက်ရင်အခုလွတ်ကျသွားတဲ့ကြောက်ကလေးဟာဘာအယောင်လေးဆိုတာသိနိုင်တာပဲလေတဲ့။ရောက်မာတဲ့ငွေချေးသူကြီးဘာတက်နိုင်သေးလဲ။ သူထည့်ထားတဲ့ကြောက်ကင်းနှစ်ခုစလုံးဟာအမေးရောင်ပဲလို့ပြောလို့မဖြစ်တော့ခံလိုက်ရပြီပေါ့တကယ်ဘေးကျန်းနံကျအချင်းတွေထဲရောက်ရင်အမျိုးသမီးတွေဟာအမျိုးသားတွေထက်စိတ်ကူးညံကောင်းထွက်ကြတယ်လို့ပြောကြတာဒါကြောင့်မို့လို့ထင်ပါတယ်အဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်သောတာရှင်များအားလုံးနှလုံးစိတ်ဝန်းရှင်လန်းကြပါစေ